တင်နေရောမေရဲ့တို့ကျဲပါလေတိကျဆုံးကတော့ဟောကတာလွယ်ပြီးတော့နေရည်တွေပဲကြာလာအဟိုပဲတိတ်ထားပြီးပျော်တက်ပါလေဆိုတဲ့ဒီလူငယ်တွေကပျော်ရတဲ့အလုပ်ကြီးကိုတက်တဲ့လောင်းကြီးတက်နေတာမြင်ရတော့ဟာတော့အခုချိန်မှာတော့လိုပဲတက်ခံရမယ် ခံရမယ်။ငါတို့ဟာတပင်းနေလို့ပဲဒီကျန်တော့စိမ့်လိုက်ရမယ်။ငါတို့ဟာစိုင်းရီပေါက်နေလို့ပဲစိတ်စိတ်တော့ကြီးစေရမယ်ဟုတ်လား။တော်ရချင်းနဲ့ပင်းစက်ချင်းကိုစကားနဲ့ထည့်ပြောမခံရတဲ့ဒီနိုင်ငံမှာအော်လိုက်ဖို့ပြီးလွယ်ခဲနဲ့အဲလိုမင်းအောင်လိုက်လို့ခြာရည်ရတယ်တော်လိုက်ပဲမလား တို့မလွှားတော့ပါဘူးသူ့မှာကျွန်တော်မလွှားတော့ပါဘူးပြောရမှာပဲလက်တော့ကျွန်တော်ကြိုးစားပါရှင်းတယ်ဖို့ကြိုးစားရအောင်ပါကျွန်တော်တို့ပြောနေတယ်မင်းလဲမျိုးနဲ့ကန်းတော့နေမိရဲ့စကန်ကတော့ကျွန်တော်တို့ဒါလုံရိုးတဖုတ်ဝင်နေဆုတ်လိုက်ရတယ်ဆုတ်လိုက်ရတယ်ဒါတော့ကျွန်တော်တို့ပကတိရှိတရားပဲဒါပေမဲ့ဆုတ်တဲ့နေရာမှာကျွန်တော်တို့ကအောင်မြင်စွာဆုတ်ခွာတယ်လို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ် လာမျိုးတွေအားလုံးပဲငလင်မင်းနဲ့မိမိတို့မှာများဆုံးကင်းဝေးကြပါသည်လို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကို Jet Revolution Channel လေးရဲ့ပြန်လည်ကြိုဆိုင်ပါတယ်ဗီဒီယိုလေးရရှိမလို့သွားပြီးကမတော့ယနေ့ဇွန်လ25ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့မနက်ပိုင်းအထိနောက်ဆုံးရရှိတဲ့သတင်းချုပ်ကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့အတွက်တော်လန်မျိုးတွေအားလုံးပဲအဆုံးနှစ်ကြီးဖြစ်ဖို့ဒီနေရာရဲ့ထမှန်တောင်းဆိုလိုက်ပါဘရောင်စုံနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျူးစီပေါ်တဲ့နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်သိမ်းပိုက်ထားသည်မှာဒီနေ့မှဆိုရင်တော့1600 600ရရှိဖြစ်ပါတယ်မနက်ငယ်တဝမ်းရဲတပ်တွင်စစ်ကောင်စီကစစ်ခွေးတည်ဆုံမှုစီးရင်မှာတော့အန္တလီတိုင်းငန်းစုံမြို့နယ်မှာဆက်နှကောင် မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာ၃ကောင်၊ဒိုင်းတိုင်းရာတော်မြို့မှာ၅ကောင်၊ဘိုးတိုင်းညောင်လေးပင်မြို့မှာ၄ကောင်နဲ့ကရင်ပြည်နယ်မြောက်ပိုင်းမြို့မှာတော့၄ဦးကိုအရှင်မိထားပြီးတော့ဝေးတိုင်းထီးလင်းမြို့နယ်မှာ၂ကောင်တည်တည်တည်ဆုံးခဲ့ကြောင်းရှိရပါတယ်။ရောင်သွန်းသတင်းတစ်ပုဒ်နေနဲ့ကတော့ရခိုင်မကွေးနယ်စကိုင်းရှေတန်းစစ်မြေပြင်တွေကိုဆေးလုခံရတဲ့တမှုတန်းတပ်သားတွေဟာဆက်သွယ်မရတော့ပဲပျောက်ဆုံးနေပြီးတေလာရှင်လာမသိတော့ကြောင်းမိသားစုဝင်ချို့ကနေပြီးရင်ဖွင့်လာတာကိုသိရှိရပါတယ်။ဒါဟာရန်ကုန်တိုင်းဒလမြို့နယ်မှာအသက်20နှစ်အရွယ်မောင်ကျော်မြင့်ဟာ2024ခုနှစ် အော်တိုဘာလ12ရက်နေ့ည9:00နာရီချိန်မှာပရင်လူပြီးပြန်လာချိန်မှာရန်ကုန်ဒလာကန်ကူဇက်ရင်ကြီးနင်းရင်းနဲ့ပဲအော်တာဆွဲဖန်းစီကံအကြောင်းနဲ့ဖန်းစီကံအချိန်မှာအပိုင်နိုင်ဖြစ်မတင်ကြဘူးဆိုကမျိုးသားတုံးကဝိုင်းဝန်ဖန်းစီချောဆောင်ခံခဲ့ရကြောင်းနဲ့အိမ်တော်မှာတော့ရန်ကုန်တိုက်ကြီးလို့ပြူအမှတ်ကြီးစစ်တင်တန်းလေးကျင်းရေးကျောင်းကိုပို့ဆောင်ခဲ့ပြီးစစ်မှုထမ်းတင်တန်းပတ်စဉ်ကိုတက်ရောက်ခဲ့ရကြောင်းနဲ့စစ်မှုထမ်းတင်တန်းစမီတော်လဲ2025ခုနှစ်ဧပြီလအတွင်းမှာရခိုင်ကိုလေရင်ပို့ဆောင်ခံခဲ့ရမှာစစ်တွေမျိုးနယ်ကိုရောက်ရှိခဲ့ကြောင်းထိ ဒင်းရရှိခဲ့တယ်လို့ပြောထားပါဗျ။အနောက်25ခုနှစ်မေလ12ရက်မှာစတင်ပြီးမိသားစုနဲ့ကတော့လုံးဝဆက်သွယ်လဲပြတ်တောက်သွားကြကြောင်းနဲ့ခုကမှဒေလာရှင်လာမသိသေးကြောင်းပြီးခင်ပြည်သူကငိုကြွေးပြောဆိုခဲ့တာလည်းသိရှိခဲ့ရတယ်။နောက်တဲ့တဲ့ပုံနေနဲ့ကတော့ဘယ်လာရုစ်နဲ့ရုရှားနိုင်ငံကိုသွားရောက်မဲ့အကြမ်းဖက်စစ်ကောင်းဆောင်မင်းရောင်နဲ့မိသားစုတူခရိုနီစီးပွားရေးသမားကြီးပါလိုက်ပါကြမိဖြစ်ကြောင်းသိရှိရပါတယ်။စစ်ကောင်းဆောင်မင်းရောင်နိုင်ငံက2026 29မှာ ဗီလာရုမစ်မြူမှာပြုလုပ်မဲ့ဆိုဒါဂျင်မြောက်ဥရောပအာရှစီးပွားရေးဖိုတန်ကိုတက်ရောက်မှာဖြစ်ပြီး EAEU ရဲ့အလက်ကြဥက္ကဋ္ဌဖြစ်တဲ့ဗီလာရုနိုင်ငံသမ္မတနဲ့တိစားတွဲဆုံဆွေးနွေးခြင်းတွေပြုလုပ်မယ်လို့လည်းသိရှိရပါတယ်။အဆိုပါခီးစင်မှာမဲအောင်လိုင်းရလိုက်ရရွေးချယ်ထားသောစီးပွားရေးသမားကရိုနီတချို့ကိုလည်းလိုက်ပါဝင်ရရှိမည်ဖြစ်ကြောင်းနဲ့အိပ်ပါဝင်ရသူများမှာပြည်တော်စုမြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ရဲ့စီးပွားရေးသမားများလည်းပါဝင်ရောက်သိရှိရပါတယ်။ထို့ပြင်မြန်မာနိုင်ငံရုရှားနိုင်ငံဂူရီတီးယားပြည်နယ်ကိုတွားရောက်ပြီးပြည်ပြည်ရင်းမိနယ်မှာရှိတဲ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနဲ့စက်ရုံတို့များကိုလည်းလေ့လာမိဖြစ်ကြောင်းသိရှိရပါတယ်။အလဲမျိုးနဲ့ကန်းတော့နေမြေအစကန်းကတော့ကျွန်တော်တို့ဒါလုံရွေးတဖို့ဝင်နေဆုတ်လိုက်ရတယ်။ဆုတ်လိုက်ရတယ်။ဒါတော့ကျွန်တော်တို့ပကတိရှိတရပဲ။ဒါပေမဲ့ဆုတ်တဲ့နေရာမှာကျွန်တော်တို့ကအောင်မြင်စွာဆုတ်ခွာတယ်လို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလက်နက်ခရံလက်နက်ခရံကျွန်တော်တို့မကြံခဲ့ဘူး။ ဒုတိယချက်ကကျွန်တော်တို့ဒီအထိခိုက်တန်ရာရရှိတဲ့သူတွေအားလုံးကိုကျွန်တော်တို့အခက်ခဲမရှိ7ခွဲလောက်စုပ်ပါလေ။အင်းအားလည်းပါစုပ်ရင်းစုပ်ရင်းနဲ့လူနာတွေကကြံခဲတဲ့လူကကြံခဲ။ဘူးဆောက်ချက်ခွဲပြီ။ဘူးဆောက်ချက်ခွဲပြီ။ဘူးဆောက်ချက်ခွဲပြီ။ဟာ။အဲ့တော့သူတို့တော့ကစဲပေါ့ပေါ့။အင်းအမိုးပေါက်ပြီးကြံခဲတာပဲဖြစ်ပါလေ။ကျွန်တော်တို့တော့ ပြရအဲ့လာရေရဲဘော်တွေရဲ့စာစီထိမ့်သိပြီးတော့ဈေးကူတာဘူးလောက်ပြီးထားခြင်းဖြစ်ပါတယ်ပြည်သူ၁၀ရောက်နဲ့အတူတူကျွန်တော်ခြိတက်ခဲ့ပါတယ်ခြိတက်ပြီးတော့ထန်းလို့ထဲမှာတ냐အိတ်တယ်အိတ်ပြီးတော့ထိတွေ့မှုစခဲ့ပါတယ်ထိတွေ့မှုဖြစ်တော့ကျွန်တော်နဲ့အတူတူပါတယ်ပါစ၃ယောက်ကတော့နေရာမှာနေပွေချင်းပြီးတည်ဆုံးခဲ့ပါတယ်อืมတကြကြီးတယောက်ကတော့ပုံမှန်ပြီးတော့ပြန်ဆွဲသွားတာပါကျွန်တော်ကတော့အသိဆိုပြီးထားခဲ့ပါတယ် လေပင်ကနေပြီးတော့ဖောက်တော့ပါတော့ကျွန်တော်ပြောင်းရွှေ့တက်ဖို့အနေနဲ့အတူတူကျွန်တော် MT ရွာဘက်ကိုဆုတ်ပါတယ်အဲ့လိုဆုတ်တဲ့အချိန်မှာ PL ဖွင့်တဲ့ဈာပြတ်တက်ခဲ့ခြင်းကိုခံရပြီးကျွန်တော်တန်ရရှိခဲ့ပါတယ်ဒီမှာတန်ရရှိခဲ့အချိန်မှာကျွန်တော်အဲ့တန်တိုက်ပွဲဖြစ်တဲ့နေရာမှာပဲကျွန်တော်ဂျန်ခဲ့ပြီးတော့ဟုတ်ပြန်နေရတပ်ဖို့နေရကျွန်တော်ခေါ်ပြီးတော့စစ်စစ်ကူတက်အပ်ပေးခဲ့ပါတယ် တတဲ့ဟိုတတအားတွေလည်းပြောနေတာဒီစတဲ့ဆက်ဆက်အတာရှိတယ်အောက်ပါတီတီတော့ဒီရိုက်ပဲဒီတော့ကလူလို့သေးပါဘူးခွေးလို့ဝင်လို့သေးရပါပဲဒီတော့ဒီရဲ့ကျတူလူပါလဲတပ်ပဆွဲကြအောင်ကတော်လည်းမျိုးတွေအားလုံးပဲအားလုံးတွေ့ခဲ့တိုင်းပါပဲကျော်စိုးဦးတကောင်ကတော့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်ဆိုပြီးတော့ ကန်ရတော့ငါးပါကြီးကအောက်ကဆိုတော့အတန်းထွက်နေတဲ့ကောင်တွေဖြစ်ပြီးတော့လက်ရှိချိန်မှာတော့တစ်ဖက်ကလည်းကျော်စိုးဦးတို့ဘောမာဒီ lobby တွေအခုဒီလိုပြောမယ်ဆိုတော့သိရဖြစ်တဲ့တဲ့ဗီဒီယိုကနေထုတ်ပြန်လိုက်တဲ့အတွက်ကျော်စိုးဦးတကောင်တော်မှရှိတဲ့ရှက်ကထပ်မှန်ခွေဖြစ်ပါတယ်အဲ့လိုမျိုးရှက်တွေကွဲလွန်သွားကြည့်လို့ဇော်မလုံးတကောင်တော်လက်ရှိချိန်မှာအိမ်တွင်းအောင်းပြီးတော့အခုလိုမျိုးထွက်ပြီးပြောတာမှရှိတော့တာကိုတွေ့နေတာဖြစ်ပါတယ်ဒါပဲပြောဘောမာဒီနေနဲ့လည်းလောင်ရင်လောင်ရင်စရာပေါ့ဗျာသိကြပါတယ်မင်းတို့ကောင်တွေနေစင်နေမြလောင်ကျွတ်နေအောင်ပါပါအခုဒီတော့လည်းကာလာအတော်တွင်းမှာပေါ့နော်မမကြီးကဖြစ်နေတဲ့ဖြစ်ပျက်တွေပါလေမိလို့မရတဲ့ဖြစ်ပျက်တွေပါရှိသလား ဆိုတော့ဆရာမမရရတော်လိုက်ရေးတယ်မှာလို့ပြောရင်တော့မရရတော့အများကြီးပေါ့အမတ်တရတော့အများကြီးပေါ့ခုမှဆိုတော်လိုက်တဲ့ဆားရောက်တဲ့နေ့ပေါ့နော်ဆားရောက်တဲ့နေ့ဆိုဒုက္ခခုံးကြီးကကျွန်တော်ကိုထပ်ဖို့လုပ်ဖို့ပေါ့နော်ဒီထပ်ဖို့လုပ်ဖို့ပဲသွားပါပင်နှမ်းမှာစစ်တင်နှမ်းမှာကဇင်းစရာတွေလောက်ရတာမျိုးတွေပေါ့နော်ဝင်ထွက်စည်းရင်းတွေဆိုလောက်တဲ့လူသိမ့်မရှိဆိုဆက်မီနာနည်းနည်းတော့ကုလို့ရလာပေါ့အဲဒီတော့ကျွန်တော်တော်လိုက်ရေးမှာတပိတ်ခေါင်းဆောင်တွေလုပ်နေတာဩ record ပဲမှာအဲဆိုတော့၃လပိုင်းလလေလောက်ဖြစ်နေတင်ပါတယ်ဒီအပတ်စဉ်နေ့လောက်မှလားမသိကျွန်တော်တော့တော်တယ်မှာခိုးချောင်ခိုးခဲနဲ့တင်နေပြီးကြတယ်အဲ့တော့အဲ့ဒီမှာကျွန်တော်ရောက်လာတော့ အဲလူရပြောတော့မနော်အေးဒီပုံစံနဲ့ဟိုစစ်တင်နေလာတဲ့တယ်ဆိုပြီးတော့ခူးခူးတရားလည်းတီတူတီတူပြောကြတာမျိုးကြီးပေါ့နော်အဲမျိုးကြီးဆိုတော့ကြားရတယ်ဒါပေမဲ့စိတ်နဲ့မကြပါဘူးဘယ်နေရာဘယ်နေပဲပဲရောက်ရောက်ဒီဘယ်နေရာရောက်ရောက်ပေါ့နေရာအတိတ်တစ်ခု ရောက်ပြီလို့ပြောရင်ကျွန်တော်ကအများကြီးလူတွေကပြင်ပန်းတဲ့ကြည့်ပြီးတော့ဟိုအတင်းအတင်းတုတ်တယ်ပြောမလားအဲလိုမျိုးဘာလဲဆိုတာမျိုးပေါ့နော်ဖြစ်လေဖြစ်တာရှိတယ်ဆိုကိုယ်တော့မလန့်တော့ဆိုတော့ရောက်ပြီးတော့ကျွန်တော်ကဒီစစ်တင်နေလဲတဲ့ရောအာ စစ်တန်တန်းတဝက်တဲ့တယ် management တဝက်လုပ်ရတယ်အဲ့လိုလုပ်ရင်းနဲ့ကျွန်တော်တင်တန်းချောင်းအုပ်ဆိုတာစဖြစ်တယ်ဒီမှာဟုတ်အဲ့ဒီတော့တင်တန်းအုပ်ချုပ်ရေးမှုလို့တုံတယ်တကယ်တော့ချောင်းအုပ်ပဲပေါ့ဆိုတော့စစ်တန်တန်းအောက်ပဲမရှိအပေါ်မှာဒီရဲစီရီယံတစ်ဖွဲ့ရှိတယ်ပေါ့အဲ့ဒီနှစ်ဖွဲ့စလုံးရဲ့တင်တန်းချောင်းအုပ်လိုမျိုးကျွန်တော်လုပ်ရတယ်ဒီတပ်စစ်တန်တန်းဖက်ကိုလည်းကျွန်တော်ကြည်တယ်စီရီယံဖက်ကိုလည်းကျွန်တော်ရဲစီရီယံဖက်ကိုလည်းကျွန်တော်ဒါပြီးအုပ်ချုပ်တဲ့ညွန်ကြားတဲ့အလုပ်မျိုးလုပ်ရတာပေါ့အဲ့ဒီကလေးကအခုချိန်ဒီအခုချိန်ဒီလို့ပြောမှာပေါ့နော်တောက်ရှောင်းလေးကျွန်တော်တင်တန်းချောင်းအုပ်တာအခု20ကျော် ာကျွန်တော်ဒီမှာ23ခုလောက်လာမသိဘူးဒီမှာဒင်းနှံချောက်အုပ်ကျွန်တော်လုပ်ခဲ့ရတယ်။အော်စီတဲ့နှံချောက်အုပ်ပေါ့နော်။ဆိုတော့မမရရကတော့ဒီ commodity training ပေါ့နော်တပ်ပေါင်းစု commodity အာတင်တဲ့တခုမှာကျွန်တော်ကဒုချောင်းအုပ်လုပ်ရတယ်။အာဒုချောင်းအုပ်စုပေမဲ့လို့တင်တဲ့ချောင်းအုပ်ကအများအားနဲ့ရောက်နေတော့အဲကျွန်တော်ကပဲအစအလေအစအုပ်ချုပ်စီမံမှုတွေကိုအများကြီးကျွန်တော်လုပ်ရတယ်ပေါ့နော်။ဆိုတော့ အမှတ်ရစရာလို့ပြောရင်အဲ့ဒီခုနပြောတဲ့ training ပြီးလဲပြီးရောပြန်မယ်လို့တဲ့အချိန်မှာစစ်ကောင်စီဘက်ကနေစောက်ပြီးတော့ကျွန်တော်တို့ပြစ်တဲ့ဖြစ်ရလေးတစ်ခုဖြစ်ခဲ့တယ်ပေါ့အဲစောက်ပြီးတော့ဒီဟို ဟိုရေချောင်းလေးတခုကူပြီးတော့ဟိုဖဲ့ကိုညလုံးပေါက်ပြေးတော့နေတနေကုန်ပြေးပေါ့နော်အဲ့လိုဖနက်မပိုင်းအင်ဂျင်မပါဘာမပါပေါ့နော်အဲအဲ့လိုရေချိုးဖို့ပြင်နေတဲ့အချိန်မျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်ကျွန်တော်ရဲ့ဒီအောက်ကကျွန်တော်လက်ထောင်လို့ပြောလို့ရတာပေါ့နော်ဒီအဲ့တော့ကျွန်တော်ကဒီစီယုံချိုးရင်ညချိုင်းမှုချုပ်တောင်ယူထားတယ်အဲ့တော့ကျွန်တော်ရုံအုပ်ဆရာတယောက်ကကြာလာတယ်အော်အဲ့တော့နေ့တိုင်းကိုနဲ့ကူဖော်လောင်ဖဲ့လုပ်တဲ့ဒီရေဘောရေဘက်ကောင်းတယောက်ကကြာဆုံးသွားတော့ကျွန်တော်တို့ရဲ့ဟိုအများကြီးယဉ်ကျေးရတယ်ဟို ဝန်နေကြီးခွဲဖြစ်တယ်အဲဘယ်လိုပြောမလဲအခုစိတ်ကူထားတဲ့အလုပ်တွေအများကြီးဘယ်လိုပြောမလဲမလုပ်လိုက်ရတာဒီတချို့လေရှိရှိသွားတာပေါ့အဲ့ဒီတုန်းကပေါ့နော်ဆိုတော့ကျွန်တော်တက်တန်ဘူးမဖြတ်နိုင်တဲ့ဆုံးရှုံးမှုပေါ့လေနော်ခင်တည်းအတွက်တစ်ခုလုံးပါမယ်အဲ့ဒီတော့ခင်တည်းမှာကရာထူးအမြင့်ဆုံးအဖွဲ့ထဲမှာပထမဆုံးကြာတာအဲ့ဒီအဲကျွန်တော်ရဲ့အောက်ကဒီရေပေါ်တယောက်ဖြစ်လိမ့်မယ်ပေါ့လေနော်ဆိုတော့အဲ့ဒီဖြစ်စဉ်ကတော့ကျွန်တော်အတွက်အဲတော်တော်ကိုအမှန်ရစရာဖြစ်ရတစ်ခုလို့ ပြောလို့ရပါတယ်အများကြီးရှိတဲ့ထဲမှာမှဆိုရင်တော့အဲ့ဒီဟာကတော့ကျွန်တော်တို့အမှန်ရစရာအကောင်းဆုံးပေါ့လေဟုတ်ဟာကျွန်တော်အဲ့လိုမျိုးမမရရမမရဆိုရမေးတိုင်းမှာအလုံးအမှတ်ရနေတာရေဖို့ရေပဲလေးကြောက်စောသွားတဲ့အကြောင်းပဲပြောကြတယ်ပေါ့နော်အဲကျွန်တော်လည်းအဓိကတော့အဲ့လိုမျိုးမေးရတယ်ဆိုတော့ကျွန်တော်ဆိုရင်များအဲ့လိုမေးတိုင်းမေးတိုင်းမှာအဲ့လိုမျိုးကြားရတော့ကိုယ်တိုင်းမှာအဲ့အဲ့ထွက်မှာတွေပါရတယ်ပေါ့နော်အဲ့ဒါအဲ့ဒါဆံမင်းသားတိလား အဲတိုက်ဝဲလက်နဲ့ကြီးလာကျဲရလားလင်းလာကျဲရမသိဘူးအဲ့လိုကျဲတဲ့ချိန်မှာအဲ့လိုစခန်းမှာအဲအဲ့ဘလို့ဘလို့ဆာမင်းသားတိလောက်ပြောလေလင်းရလာကျဲတာလေလင်းရလာကျဲတဲ့ချိန်မှာသူ့ပန်းတွေကလည်းအများကြီးပဲအဲ့ဒီစံတင်ကြောင်းထဲမှာလေအဲ့လိုဖြစ်တဲ့အချိန်မျိုးမှာကသူ့ပန်းတွေလည်းတန်ရတန်ကျဲရတဲ့လူတွေလည်းရှိတယ်တန်ရမရတဲ့လူရှိတယ်အဲ့ဒီအချိန်မျိုးမှာဆိုအားလုံးကဲလင်းလာ ကျဲလဲကျဲပြီးတော့အကုန်လုံးကမိတွေဆွဲလောင်ကုန်ကားလည်းမိလောင်ကုန်ပြီဒီနော်အဲ့ဒီခြေနေမျိုးမှာကျတော့အကုန်လုံးသူဆွဲကိုဆွဲကုန်ဆွဲချင်တယ်သူတို့ကိုယ်တိုင်ကလည်းဟာလာတဲ့ကူပစ္စည်းတွေကူကျောင်းဟာပဲမပုံရမလဲပြပါရွှေ့ရမလဲပေါ့အဲ့လိုမျိုးကသူတို့လည်းပြန်ပြန်ကဲကြတာပဲပေါ့နော်အပြန်လန်အဲ့လိုမျိုးပေါ့နော်သူတို့မထွက်ပြေးဘူးအော်အင်းထွက်မပြေးဘူးအဲ့ သူအမှန်ဆိုခွင့်ရရတယ်နော်သူပြေးလို့ရတယ်နော်အဲ့ဒီချိန်ပြေးရတော့ကျွန်တော်တို့လည်းဘယ်သူလိုက်မှမသိဘူးအများကြီးအပုံလိုက်ဆိုတော့အော်ဒါလည်းမေတ္တာတရားပဲလေနော်အဲ့ဒါကောင်းအောင်မူမထားပြီးရသူတို့မတက်ဘူးဆိုတော့သူတို့နားလေလာတဲ့ချိန်မှာသူတို့ဒီလိုပြန်ကူဖို့ဖြစ်လာတာပေါ့နော်အဲ့တယောက်ဆိုပြောရသူကကျွန်တော်ကျွန်တော်လည်းပြေးတာလေဒီ group ချင်းတွေကရောက်တနက်ပါမလားဘောနော်အဲ့နဲ့အဲ့အချင်းသားဒီတုံမန်းတယောက်ကတနက်လာပြေးတာပေါ့ရောရောတနက်ချန်ခဲ့တယ်ပေါ့နော်ဟောတကယ်အဲ့လိုကြီးတွေလာပေါ့နော် KND ဖြစ်စင်နေလဲနော်မိုက်တယ်တကယ်အများကြီးပဲ စဉ်းစားနေတဲ့အမအမရစရာအများကြီးပဲတကယ်တော့ကျွန်တော်လေးအာပို့စီတွေတစ်ခုပြီးတစ်ခုတင်လို့တင်ဖို့အများကြီးကြံ့နေပေါ့နော်ဒါပေမဲ့ကျွန်တော်တောင်းတိတ်မရှိတိတ်မရှိဆိုတော့တောင်းမရှိတော့တဲ့နောက်ပိုင်းမှာကျွန်တော်အဲ့ဒီဟာတွေကိုအခြားပြဖို့အများကြီးကျွန်တော်ပြိလိုက်ရတယ်ပေါ့နော်အမစနမျိုးစရာကြီးအများကြီးပဲသူတို့ပြင်သူတို့ ਨੇ ကျွန်တော်ထောင်ရောက်ပြီလို့ပြောရင်အဲကျွန်တော်မဲနိုင်ခံလိုက်တယ်မဲနိုင်ခံလိုက်တယ်၅ရောက်ပေါက်တယ်လို့ပြောရင်၅ရောက်လောက်ကကျွန်တော်နဲ့ကိုစကား၅မိနစ်လောက်ပြောခွင့်ပေးတယ် also သူအားလုံးကပြောချင်ကြရတယ်လေအားလုံးနီးပါးပေါ့နော်ပြောချင်ကြရတယ်ညွန်ကြိုင်းမှုလာပြီလို့ပြောရင်ဆမင်းသားရောက်ပြီလို့ပြောရင်အ ਨੇ ဆုံးကတော့ရင်ဖွင့်ချင်တယ်ပေါ့ဆိုခုနကကျွန်တော်ပြောသလိုမျိုးပဲနေ့ကဒါလုတ်ပြီးနိုင်တယ်လို့ကျွန်တော်ကတိတော့မပေးဘူးသို့တော်လည်းပဲသူတို့ပြောတာအားလုံးကကျွန်တော်လေးလေးနဲ့နားထောင်တယ်သူတို့ငွေကျွန်တော်မြင်လိုက်ဝယ်တယ်မြင်လိုက်ကြသူတို့တကယ်ပဲသူတို့နေရာမှာကူတာဖြစ်ခဲ့မယ်ဆိုရင်ဆိုရဲစိတ်ကလေးကနေကျွန်တော်မခံစားကူပဲနဲ့မနေနိုင်ဘူးပေါ့နော် အဲ့လိုမျိုးဖြစ်တယ်ဆိုတော့အနည်းဆုံးထောင်တစ်ခေါက်သွားရင်လူတယောက်ကိုကျွန်တော်7မိနစ်အနည်းဆုံးတော့9မိနစ်လောက်စကားထိုင်ပြောနိုင်ဖို့ကျွန်တော်ကြိုးစားတယ်အချင်းသားတွေနဲ့ပေါ့ဆိုတော့ဝန်ထမ်းတွေကပြောရင်ဆရာနင်းနီကကမနီနဲ့သူတို့တွေကစစ်ခွေးတွေဖြစ်တဲ့အချိန်မျိုးကိုအန္တရာယ်ပြုနိုင်တယ်ဘာညာကျွန်တော်တော့မကြောက်သူတို့မလုပ်လောင်ဘူးပေါ့ဟုတ်လည်းမလုပ်ပါဘူးလို့ပါဒီလောက်မြေသားတရားပြေးသွားနေတာเนาะကျွန်တော်အဓိကမြေသားတရားကြောင့်တိသွားပြီဆိုတဲ့အခါကျရင်ဒါတွေကပြောင်းလဲတာပဲလေเนาะဟုတ် တချင်းသူဆိုရဲအဲသူကရဲသူတို့ဂျားရင်းမှာပဲဒီလိုပဲစင်ပေါ်ဆိုရင်သူတို့အားလုံးရဲ့ဂျားမှာကျွန်တော်ကရတယ်သူတို့ကျွန်တော်ဘာမှမလုပ်ပါဘူးနော်လူတွေကဟိုဘယ်လိုပြောရမလဲအရန်ဆိုရင်လွတ်နာပါပေါ့နော်တတိယတော့သူရှိရတာပေါ့လीနော်ဒါပေမဲ့သူတို့တွေကမလုပ်ဘူးကျွန်ကျွန်တော်တခြားလူအပေါ်မှာတော့မပြောတတ်ဘူးကျွန်တော်တော့သူတို့ဘာမှမလုပ်လောက်ဘူးအဓိကဆရာမသားအဲ့လိုပေါ့ ဒီဖမ်းမိပြီဆိုတဲ့အချိန်မှာလည်းသူကအမျိုးမျိုးကွဲပြားပါပြီးတော့ဒီလူတွေကလည်းအတုံးချခံနေဖြစ်တာလေတကယ်ပြောရရင်လေစစ်ကောင်စီဒီအာဏာရှင်ရဲ့ဝါလာမိုင်းတွေရိုက်သွင်းခြင်းခံရပြီးတော့အတုံးချခံနေဖြစ်တာ哦အဲ့ကြဟိုတကယ်တကယ်ပြန်ကြည့်မယ်လူသားချင်းအတူတူပဲပေါ့နော်အဲ့ဒါအဲ့ဒီကြားထဲမှာသူတို့လှုပ်ခဲ့တဲ့အပြစ်ကိုသူတို့လောကအပြစ်ကပေးဆက်ပြီးသွားပြီဆိုရင်ဒါသူတို့လည်းထိုက်တန်တဲ့ဘဝတစ်ခုကိုရသင့်တယ်ပေါ့နော်ရသင့်တယ်အဲအဲ့လိုမျိုးပြောတဲ့အခါမှာ तू ကအဲခုနတစ်ခုလို့ပေါ့ဟို तू ကပြည်သူကိုတတ်ခဲ့တဲ့သူမျိုးအဲဒါမျိုးဆိုရင်တော့လည်းတမျိုးပေါ့ အဲဒါမျိုးသူတိုက်တင်းနဲ့အပြစ်တန်တစ်မျိုးဖြစ်မှာပေါ့နော်အဲချိုးကြတော့မဟုတ်ဘူးသူကစုဆောင်ခံရအတင်းစုဆောင်ခံရတာဟုတ်ဟိုတချို့ဆိုရင်ဈေးရောင်းနေနေပါသွားတယ်တဲ့အချို့ဆိုရင်ဒါအရဲတောက်ပြီးတော့လမ်းပေါ်မှာအိတ်နေနေပါသွားတယ်ပေါ့နော်သူတို့လုံးဝဒီစစ်တပ်ထဲကိုမဝင်ကြဘူးလေဘတ်စတွေပေါ့နော်အဲအဲ့တော့အဲ့လိုမျိုးအဖွဲ့တွေဒီဘက်ကိုရောက်လာဆွဲချိန်မှာအချို့လူကကျတော့အဲ့လိုမယုံဘူးပေါ့နော်ပြည်သူတွေကအဲ့လိုအဲစစ်ကွေးယူနီဖောင်းဝတ်ဖူးသွားတာနဲ့ ဘာလုံးဝမယုံတော့ဘူးခွေးချင်းခွေးချင်းရှိတယ်အဲ့လိုအဲ့လိုဖြစ်ပြီးတော့အဲ့လိုဆိုရင်တက်ပြရမယ်အဲ့လိုကောင်းတယ်မယုံသိမ့်ဘူးဘာဘူးညာဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးမလုတ်ခဲလို့ပြန်ပြီးတော့အတုံးဝင်နေတဲ့ဟာတွေရှိရစမ်းအဲ့အဲ့ကျောင်းဒီတောင်ပိုင်းဘက်မှာဆိုရင်အဲ့လိုအောင်စရာနေအလင်းဝင်လာအလင်းဝင်လာပြီးတော့သူတို့လုံးဝမကြည်နပ်ဘူးပေါ့နော်လုံးဝသူတို့စိတ်နဲ့သူတို့ဝင်လာကြဝင်လာပြီးတဲ့အချိန်မှာသူက PDF တင်တဲ့ပြန်တက်အဲကြောင့်ပြန်တိုက်ချင်တယ်ဆိုရယ်ဆန်နာဗျူရဲ့သူတွေရှိရအဲ့မှာ PDF တင်တဲ့ပြန်တက်တက်ပြည့်ချိန်မှာအဲ့အောင်စရာကိုပြန်တိုက်လာ ပြန်တိုက်နေတာအဲသူတို့ဆိုရင်လည်းကျွန်တော်မနေလိုက်ဆွဲရတယ်တဲ့အဲ့ဖွဲ့ဆိုအရန်ပြစ်လုံးလို့လားဟုတ်ကဲ့ဟိုအရန်နာကြီးပြောနော်ဒါပေမဲ့အဲ့လူတွေကိုသူတို့ကမယုံကြည်ဘူးယုံကြည်ရယ်ဆိုတဲ့အချိန်မှာအောက်ကမြင်ပြန်ရဲဘော်ရရကြချုပ်ဖွဲ့ရအရန်ကိုအားကိုးရဆိုပြီးသိတာဟုတ်ဟုတ်အဲအဲ့လိုပြောနော်ဒါသူတို့ကိုလုံးဝမေတ္တာပေးပြီးတော့ခုနလိုပြောင်းလဲမှုတစ်ခုသူတို့အတွက်အခွင့်အရေးတစ်ခုပြန်ပေးလိုက်တဲ့ခါကျတော့ကိုစီရအဖွဲ့အတွက်ပါပြန်ပြီးတော့ထောက်ကူပြုလာမျိုးဖြစ်လာရှိတယ်ဟုတ်တယ်ရှိတယ်ကျွန်တော်တို့မှလည်းရှိတယ်ဥပမာဆိုဖမ်းမိပြီလို့ပြောရင်ကျွန်တော်တို့ကထောင် ခေါ်သွားတဲ့လမ်းတစ်လျှောက်ပေါ့ခီတစ်ထောင်နားပြီလို့ပြောရင်ဘာဖြစ်လဲဆိုအဲအဲ့ဒါဘာကြီးလဲဟိုတို့အပြင်မှာတော့စစ်ခွေးရေးသုံးနေလीနော်အဲ့ဒါစစ်ခွေးလားဆိုရင်ဟုတ်တယ်စစ်သုံးပန်းနေအဲ့ဒါထောင်ပို့ရမယ်ဘာညာဆိုတော့ဟဲ့နွားတကောင်နဲ့လဲမယ်တဲ့အဲအဲ့လိုဒီလူကလူတယောက်ပေါ့နော်တို့လူတယောက်နွားတကောင်နဲ့လဲမယ်တဲ့အဝဲတကောင်နဲ့လဲမယ်ငါတို့အိုးငါတို့အိမ်ကြီးကိုဘယ်လိုလုပ်ခဲ့တာနော်တို့ပြည်သူဘယ်လိုနှိမ့်ဆက်ခဲ့တာဆိုတော့အဲ့လိုနွားနဲ့လဲမယ်လူနဲ့ဝဲနဲ့လဲမယ်လူနဲ့ပေါ့နော် မြို့ကြီးအားလုံးပဲ debut.net နဲ့ပဲဆုံးသက်လိုက်ပါတယ်။နောက်ထပ်ပြီးတော့နောက်ထပ်သတင်းနဲ့လူတက်လာမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Google Revolution Kitchen Channel လေးကိုလိုက်ရန် Subscribe ထားခြင်းနဲ့တက်လာသမျှပြီးအားလုံးကိုကြည့်ရှုရဖြစ်ပါတယ်။မြို့ကြီးအားလုံးပဲညာပိုင်းသတင်းတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။